တောက်မျိုးမင်္ဂလာပါဒီခြေကတော့ grateful မြန်မာစာကိုတင် जा ပေးမယ်ဒီခြေမွန်ဖြစ်ပါတယ်ဒီခြေတင် जा ပေးမယ်တင်ငင်းစာကတော့တင်ငင်းစာနှစ်စကလုံးတွေသုံးကရုပ်ပုံဆွဲပါကိုတင် जा ပေးမှာဖြစ်ပါတယ် ဒီသင်ခန်းစာကိုသင်ကြားရခြင်းဖြင့်သားတို့သမီးတို့ဟာစကားလုံးများကိုသုံးပြီးမိမိစိတ်ကူးဖြင့်ရုပ်ပုံတွေဆွဲတက်လာမယ်။မိမိဆွဲထားတဲ့ရုပ်ပုံအကြောင်းကိုတငယ်ချင်းများနားလည်အောင်ပြန်ပြောတက်လာမယ်။ရုပ်ပုံလေးတွေကိုကြည့်ခြင်းအဖြစ်တူညီတဲ့အချက်တွေမတူညီတဲ့အချက်တွေကိုခွဲခြားပြီးတော့ပြောတက်လာမယ်။အခုဒီချိန်ကအရင်ဆုံးနမူနာပေးထားတဲ့စကားလုံးလေးတွေကိုဖတ်ပြမယ်။သားတို့သမီးတို့လည်းလိုက်ကြည့်ကြပါဦး။ပန်းခွေး လေကြောင်ကလေရေကန်တပင်တတိသင်္ဘောလွယ်အိတ်မြက်ခင်ညက်ကလေးဒီချေကနောက်တစ်ခေါက်ထပ်ဖက်ပြမယ်နော်တတော်သူမျိုးတီချင်နဲ့တတူလိုက်ပြီးတော့ကြည့်ပြီးဖတ်ကြည့်ပါအောင်ကြည့်ကြည့်ပါအောင်နော်ပန်ခွေလေကြောင်ကလေးရေကန်တပင်တတိ သင်္ဘောလွယ်အိတ်မြက်ခင်းမြက်ကလေးဒီချင်အခုပေးထားတဲ့စကလုံးလေးတွေထဲမှာ စကလုံးသုံးလုံးကိုရွေးပြီးပုံဆွဲပြမယ်ဒီချေကဟုတ်ပြီနော်ရေခမ်းလေပန်းအစကလုံးလေးသုံးလုံးကိုဒီချေကရွေးပြီးတော့ပုံလေးတစ်ပုံကိုဆွဲပြမယ်ဒီချေဆွဲပြလိုက်တဲ့ပုံလေးကိုမြင်ကြရနော် အခုဒီခြေကဒီခြေဆဲထားတဲ့ရုပ်ပုံရဲ့နမူနာ အကြောင်းအရာလေးကိုဒီခြေကပြောပြမယ်။ဒီခြေတို့အိမ်နားမှာရေကန်ကြီးတကန်ရှိတယ်။အဲ့ဒီရေကန်ကြီးထဲမှာလှေလေးတစ်စင်းကသွားနေတယ်။အဲ့ဒီရေကန်ကြီးရဲ့နဘေးမှာတော့ပန်းကလေးတွေပွင့်နေကြတယ်။ဒါကတော့ခြုံငုံပြီးပြောပြတာဖြစ်တယ်နော်အခုဟာဒီချိန်ကအသေးစိတ်အချက်လက်လေးတွေကိုပြောပြမယ်။ตาရလှပတဲ့နေကလေးတစ်နေ့မှာ ဒီချေတို့အိမ်သားမှာရေခံကြီးတကံရှိတယ်။အဲ့ဒီရေခံတွေကရေတွေဟာကြီးလင်းအေးမြနေတယ်။အဲ့ဒီရေခံကြီးထဲမှာဆိုရင်လေလေးတစင်းသွားနေတယ်။ရေခံကြီးရဲ့နဘေးမှာဆိုရင်တင်းပြတ်မွေးကြိုင်နေတဲ့ပန်ကလေးတွေဟာပွင့်နေကြတယ်။အခုဒီချေရှင်းပြလိုက်တာကိုတာရုသမီးတို့နားလေလေးမယ်လို့ဒီချေထင်ပါတယ်။အခုတာရုသမီးတို့လည်းပေးထားတဲ့နမူနာစကလုံးလေးတွေရနေပြီ မိမိကြိုက်နှစ်သက်တဲ့စကလုံးသုံးလုံးကိုသုံးပြီးတော့ရုပ်ပုံတွေကိုရေးဆွဲရမယ်။တတော်သမီးတို့ရုပ်ပုံတွေကိုရေးဆွဲရတဲ့အခါမှာ သုံးလုံးထပ်ပုံပြီးသုံးမယ်ဆိုရင်လေသုံးလို့ရတယ်။တတော်သမီးတို့လည်းစကလုံးလေးတွေကိုသုံးပြီးတော့ရုပ်ပုံဆွဲကြည့်ပါ။ဆွဲကြည့်ပြီးတဲ့အခါမှာတော့မိမိဆွဲထားတဲ့ရုပ်ပုံအကြောင်းကိုခြုံငုံပြောပြီးမှအသေးစိတ်အချက်အလက်ကိုပြောရမယ်နော်။ဒီချဲခုနကပြောပြခဲ့တယ်လို့မျိုး တငင်စင်းတွေနားလဲအောင်လေပြန်ပြုတ်တက်ရမယ်အဲပြီးနောက်မှာတော့တငင်စင်းတွေဆွဲထားတာနဲ့မိမိဆွဲထားတာတူညီတဲ့အချက်မတူညီတဲ့အချက်တွေကိုလည်းရှာပြီးပြောပြရမယ်ဘယ်လိုပြောပြရမလဲဆိုတာဒီခြေကနမူနာပြောပြမယ်နော်တငင်စင်းကြီးငါတို့နှစ်ယောက်လုံးရဲ့ပုံထဲမှာပန်းမွင့်တွေပါတာတူနေတယ်ဒါပေမဲ့မင်းရဲ့ပုံထဲမှာတော့ဘောလုံးမပါဘူးနော်စသဖြင့်ပြောပြရမယ် ဟဲ့သားတို့သမီးတို့ရေဒီချက်ဒီနေ့တင် जा ပေးသွားတဲ့အကြောင်းအရာကိုသားတို့သမီးတို့နားလည်မေးလို့မျှော်လင့်ပါတယ်။ဒီချက်တင် जा ပေးမဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲเนาะဒီချက်တို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်เนาะဘိုင်ဘိုင်